2025ခုနှစ်ဇူလိုင်လ9ရက်တင်းနာနေမလို့စောစောနှုတ်ခွန်ရင်းကြီးဖျားခင်တာတက်ရောက်လာတဲ့ကျွန်တော်တို့တပြားခန်းစားပြီးတိရတာကလာသွားလာခြင်းလည်းမခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖြစ်စဉ်တော်မှာပုံကြည်ပါစီတော့ကလာယုံရှိစွာကျွန်းတော်မှာဆိုလို့ရှိရင်နှစ်စာနေဒီနေ့ပါဝင်ကျွန်တော်ကျွန်မတက်ရောက်ခြင်းစီအသက်ရှင်ခဲ့တာ188ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုယ်ကလည်း188ရက်ကိုဘယ်လိုသုံးဖြူခဲ့လဲကလာကျွန်းကောင်းဆုံးရွေးနှုတ်ခဲ့ရလားပြန်ပြောင်းဆန်းစစ်အောင်မရက်ပိုင်းစပြီးတော့နှစ်ကုန်ဒီချန်ရှိသေးတော့189ရက်ကျန်ပါသေးတယ် ကျန်ရှိတဲ့189ရဲ့ကိုလည်းကာလကြုံအကောင်းဆုံးရွေးနုတ်ပြီးတွာလာခြင်းလည်းပို့လို့ကရှေ့ဥစွာတိုက်တွန်းနှုတ်ဆော်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့136ခုမြောက်သောဇာလံအပိုက်ငယ်၈ဖြစ်ပါတယ်ကိုရောဒီအကျွန်ုပ်သက်ကိုသိခြင်းမှ၎င်းအကျွန်ုပ်မျက်စိကို မြည်ကြခြင်းမှ၎င်းအကျွန်ုပ်ခြေကိုလည်းထိမိ၍လဲခြင်းမှ၎င်းကဲလွတ်တော်မူပြီဟာလေလုယား ကြောက်ရနှုတ်တော်အသက်ရှင်စွာဖြစ်တိုင်းကြောက်တိုင်းမော်ဘုရားသခင်သည်အသက်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ထာဝရဘုရားရဲ့ကယ်လွတ်တော်မူခြင်းကြီးစုကိုခံစားရတဲ့ဆလံဆရာနေချီးမွမ်းနေတာဖြစ်ပါတယ်ထာဝရဘုရားသည်ငါတောင်းပန်ခြင်းအတောင်ချ၍နတ်ဘက်ကို နားတော်လှည့်ပြီးတော့ကြားတဲ့တကြောက်ငါနှစ်သက်တယ်ဆိုအပိုက်ငယ်တင်းနေနေမှာပြောလာပါတယ်ဘုရားခင်ကကျွန်တော်ဆူတောင်းချမ်းတယ်အမြဲတမ်းနားကြောင်းနေရှင်ဖြစ်ပါတယ် ဘေးဒုက္ခရောက်တဲ့ခါလာမှာအထူးဖြင့်ကုမတယ်ဆိုတာသိတာထင်ရှားသိပါထိုးရှင်တာမှပုံကြည့်ပါစေပေါ့ကြောက်တရားနေပြီးကျွန်တော်ဘဝသက်တာအတွက်တင်းနေဆွမ်းစားစီရင်နှုတ်သိမ့်စီခြင်းနဲ့ရာတော့ဆောလန်ဆန်ချင်းမွန်းတလို့အသက်ကိုတည်ခြင်းတက်လကောင်ဟာလေလုယာမျက်စိကို မြေကြာခြင်းမှာလကောင် praise lord ကိုယ့်ရဲ့ခြေတော့ကို ထိပိလဲခြင်းကလကောင်ရွှဲရှောင်သွားဖို့အတွက်ဖျားကံကဲလွတ်တော်မူတယ်လို့ပြောပါတယ် ကျော်ဘုရားသခင်ကဲလွတ်တော်မူခြင်းဟာကျွန်တော်ရဲ့အတ္တတာဒီအတွက်ဒီမှာတော့ဆလံဆရာပြောတာအသက်မျက်စိခြေသူပြောချင်တာကတော့အတ္တတာတကူလုံးလို့ပြောချင်တာဖြစ်ပါတယ်တကူလုံးကဲတင်မဆောက်တော်မူခြင်းယေရှုပြုနေတယ်လို့ပြောချင်တာဖြစ်ပါတယ်ကြောင့်ဒီနေ့ဆလံဆရာဒီတူကျွန်တော်လည်းဘုရားသခင်ကိုချီးမွမ်းရအောင်ကိုရောကျွန်တော်အသက်ကိုတည်ခြင်းတည်းကနေလွှဲချောင်ထားတယ်ကဲလွတ်ထားတယ်သူတည်ဖို့ဆိုရင်ဟုတ်လား လမ်းနေရအင်မတာမဟောနီးကန်တော်ကြီးပါတယ်ဒါဝိဆုံပါပြောလဲအကျွန်ုပ်နဲ့တည်ခြင်းကအပွားတလှမ်းပဲရှိတယ်လို့ပြောတာခြေလမ်းတလှမ်းလေးကလည်းတည်သွားမယ်လို့ပြောတာအဲ့တော့နီးကန်နေပြီလို့ပြောတာဒါပေမဲ့ဘုရားခင်ကျွန်တော်တတော်ကဲလို့ချင်းကြီးစုပြုတယ်ကျွန်တော်ကိုယ်တတတာစဉ်းစားဩဒီအသက်ရွယ်ဆိုရင်ကျွန်တော်ကျေးဇူးတော်ကြောင့်အသက်65နှစ်ကျော်လာပြီလေပြီးခဲ့ပြီလားမကျွန်တော်65နှစ်ပြည့်ခဲ့ပြီလေ ီ65နှစ်တာကာလမှာကျွန်တော်ပြန်ပြောင်းစဉ်းစားတယ်။အော်ကျွန်တော်တည်ဖို့ဘေးဒဏ်နေမျိုးမျိုးအနေရောဖျားခင်ကွယ်ကားကဲလွတ်တယ်။အင်းတရားဟောနေကြောက်ခဲနေပြက်ခံရတယ်မဲ့တစ်ချက်မှမထီဘူး။ဝင်ရုံနဲ့အရိုက်ခံရတယ်တမဲ့ရွဲချော်သွားတယ်စပြင်းပေါ့လေ။ဒါမျိုးတွေကျွန်တော်သူ့ကြုံတဲ့အခါမှာတာပြန်ပြောင်းစဉ်းစားအော်ဖျားခင်ကျွန်တော်တတ်တာကိုလွတ်ခဲ့ပါလား။အသက်ကိုတည်ခြင်းနဲ့ကဲလွတ်ခဲ့ပါလား။ ါနဲ့ကျွန်တော်မျက်စိကနေမြည်ကြချင်းနေရှိနေအများကြီးပါတိုက်ခိုက်ခံရတဲ့ခါမှာအိုးဘာလို့ပြန်တိုက်ခိုက်ရတာလဲစာဖြစ်ပေါ့လေစိတ်ထဲမှာစိတ်မကောင်းဒီမဲ့အချိန်မှာပြင်းမျက်စိကိုမြည်ကြချင်းက၎င်းကိုယ့်ရဲ့ခြေတော့ကိုထိမိလေချင်းက၎င်းဘုရားခင်ကဘာလုပ်လဲကဲလွတ်တော်မူတယ်ဘုရားခင်ကဲလွတ်တော်မူခြင်းဟာကျွန်တော်အသက်တာအတွက်ပြောခဲ့ပြီးပါပြီအသက်တာခန္ဓာကိုယ်အစိတ်ပိုင်းတည်တည်ရှိနေတာဖြစ်ပါတယ်တို့ရှင်နာမပုံရှိပါစေတော့ကြောင့်ဒီနေ့ဖျားခင်ကယ်လွတ်တော်မူခြင်းကို ဆလာဆန်ဒီသူတိကျွမ်းပြီးတော့ကိုရရှင်ကိုချီးမွမ်းထောပနာပြုတဲ့သူတွေဖြစ်ကြအောင်လို့နှုတ်ကတော်ယက်တီရင်နဲ့တိုက်တွန်းနှုတ်ဆော်လိုပါတယ်။ကြောင်ရနှုတ်ကတော်ရဲ့ဝင်ခါချရာပြရောက်တဲ့မှာဘုရားသခင်သည်အသစ်တပတ်ပြန်လိုက်ကောင်းချီးပေးပါစေတော့။ဆုတောင်းနှံ့ကြပါစို့။မြတ်တော်ရှင်ဖာပြားကိုရဟာသားတို့ရဲ့တက်ကိုတည်ခြင်းတက်က၎င်းသားတို့မျက်စီကိုမြည်ကြခြင်းမှ၎င်းသားတို့ရဲ့ခြေကိုထိပြီးလဲခြင်းမှ၎င်း ယ်လွတ်တော်မူတယ်လို့ပြောပါတယ်ခရစ်နာမတော်ပုံကြီးပါစီတော့ယေရှုခရစ်ရှင်ကယ်လွတ်တော်မူခြင်းကိုသိပြီးတော့ခရစ်ဒီသားတို့ရဲ့တတ်တာတီးတီးကိုတည်ရတဲ့ရတဲ့အောင်ခရစ်ပို့ဆောင်တယ်လမ်းပြတယ်ကျွေးမွေးထားတယ်ကွယ်ကာခြင်းနဲ့ပို့ဆောင်နေသောကြောင့်ခရစ်နာမတော်ထက်စင်ချီးမြှောက်ပြီးဝတ်ပြုကြပါတယ်ယေရှုနှုတ်တော်စကားကြားနဲ့တမ်းပြတော်ခြင်းပါတယ်ခရစ်ကယ်လွတ်တော်မူခြင်းယေရှုကိုနေ့စဉ်မြရေတွက်ပြီးချီးမွမ်းစရာအကြောင်းဖြစ်စေဖို့အတ္တတာတိမှာဟောညရဖျားရှင်ရဲ့လင်းပေးခြင်းကိုခံစားဖို့တဲ့မာဇာပြပြပို့ဆောင်ပြီးတော့ကောက်ကြီးပေးပါမိကြောင်း ဖတ်မြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်ဖြစ်ကိုပြီးပြူပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖဖရာသခင်အာမင်ဖခင်ကယ်တုတော်မူခြင်းဟာဒါအင်မတန်မှကြီးပါတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်လို့ဖော်ပြခြင်းပါတယ်ကျွန်တော်ဒီဝိင္ခချက်ကိုပြန်လည်ပြီးတော့ပြောရမယ်ဆိုရင်မနက်6နာရီမှာဒီနေ့မနက်6နာရီမှာရှိပါတယ် bilingual အင်္ဂလိပ်လိုမြန်မာလိုကျွန်တော် quiet time ကိုဖတ်ဖို့ပေါ့လေအခုမနက်9နာရီမှာဟော6မိနစ်9မိနစ်လောက်ပေါ့လေ my blessed morning စစ်စစ်ဒါတော့နေ့တိုင်းထုတ်လွှင့်နေရဖြစ်ပါတယ်မနက်6နာရီမှာဖတ်ဖို့ဖြစ်ပါတယ်အင်္ဂလိပ်လိုဒါကျွန်တော်ရဲ့ပြည်ပနိုင်ငံမှာရောက်နေတဲ့ကျွန်တော်ညီကုံမှားတယ်သားနီးတွေအတွက်ပေါ့လေအဲ့တော့အင်္ဂလိပ်လိုပဲဖတ်တတ်တော့အင်္ဂလိပ်လိုပဲသိအောင်ဟောပမာတော့တော့ပမာစကားနားလေတဲ့မိပါလေးအတွက်ပေါ့လေညီကောင်မမတွေအတွက်ပေါ့နော်ပြီးရင်မနေ့ခွန်နိုင်မှာတော့အခုလို my blessed morning ဒါတော့မြန်မာလိုပဲဝင်ခါတာဖြစ်ပါတယ်ဒါပဲနာကကတော့စဉ်တော်စဉ်းစားတယ်စုတော့တောင်းထားတယ်အဲ့လိုပြပရောက်တဲ့ကျွန်တော်ရဲ့ ိုင်းရင်သားတွေဂျူကမောမတွေကလေးတွေအင်္ဂလိပ်လိုလည်းပြောချင်ပါသေးတယ်เนาะဒါလည်းဆူတောင်းမလို့ဆက်ကပ်ပြီးပါအောင်လို့ဖော်ပြလိုပါတယ်။ဟောပြီးတဲ့နောက်မှာတခင်ပြားနေပေါ့လေလာတလာမှာတခင်ပြားနေ၄ရက်ရှိရင်၄ရက်လုံးမတ်တ်စက်တန်နဲ့စက်တန်40တိ my blessed sunday ဆောင်မှုရှိပါတယ်။ပြီးရင်လာတလာမှာနော်တရက်7ရက်နောက်ပြီးတော့အာ21ရက်ပေါ့မိဘများတမန်တရားစီရှိပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ1ရက်ကမေကွန်6ခုကိုကျွန်တော်ဖြည့် ဖြေးချခဲ့ဖြစ်ပါတယ်နားထောင်ပြီလားမသိဘူးနားမထောင်သေးပြန်ပြီးနားထောင်ပါအောင်လို့လို့ဆိုလိုပါနောက်ကျွန်တော်ဒီလိုမျိုး page မှာလည်းကျွန်တော် Facebook page မှာလည်းတင်ထားသလိုတော့ VPN ခက်ခဲတဲ့သူတွေအတွက်ပေါ့လေကျွန်တော် YouTube channel ရှိပါတယ်လို့အော်ကျွန်တော် YouTube channel လည်း like and subscribe လောက်အတင်းလုပ်ထားကြပါအောင်လို့ကျွန်တော်လို့ဆိုလိုပါတယ်ကြောက်တိုင်းမှာဘုရားခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်ပြီးလမ်းပြတော်မူပါစေတော့အာမင်